စာလုပ်ရင်ကနာမငိမ့်တဲ့ကလေးတွေကိုတွေ့ဘူးပါသလားတချို့သောတာတာမီမီလေးတွေဟာစာသင်နေတဲ့အချိန်တစ်ခုခုကိုလေးလာနေတဲ့အချိန်တွေမှာလက်ဒူခြေောက်အစသဖြင့်တစ်ခုမဟုတ်တစ်ခုလှုပ်နေတတ်ကြပါတယ်ဒီလိုအချိန်တွေမှာမိဘတွေအနေနဲ့ကလေးကိုကနာမငိမ့်ဘူးစာကိုအလေးမထားဘူးအာယုံစူးစိုက်မှုရောရှိရလားဆိုပြီးစိတ်ဆိုးပြောဆိုစူပူမှုတွေလုံးလိရှိပါတယ် ခုလိုမျိုးကြုံတွေ့နေရတဲ့မိဘတွေရောမိဘဖြစ်လာမဲ့မိခင်ဖခင်လောင်းများပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်ကြီးစုသူမိတ်ဆွေများအတွက်ဘူးတူတာဖြစ်ပွဲစိတ်ဝင်စားဖို့အကြောင်းအရာများတင်ဆက်ပေးသွားပါမို့ The Prehab Channel လေးကို Like and Subscribe လုပ်သွားပြီးပါခင်ဗျာ မိဘအများစုဟာခလေးကစားသင့်ရင်အငြိမ်မနေလို့စားကိုအာယုံဆိုင်ဖူးဆရာဆရာမကိုမလေးစားဘူးဆိုပြီးတန်းထဲမှာအဆူခံရကခဏခဏအတိုင်ခံရတာမျိုးကြုံတက်ကြပါတယ်။ဒီလိုပြုမှုရှိတဲ့ခလေးရဲ့လှုပ်ရှားမှုတွေဟာစားကိုအာယုံဆိုင်တာစီကမ်းမဲ့တာမဟုတ်ပဲသူတို့ရဲ့အုံနောက်ဟာတည်ယူဖို့အတွက်အကောင်းဆုံးကြိုးစားနေတဲ့နည်းလမ်းတစ်ခုဖြစ်နေတာပါပဲ။တကယ်တမ်းကတိခလေးကငြိမ်ငြိမ်မနေတာမဟုတ်ပါဘူး။ လူတိုင်းမှာကိုယ်နဲ့ကိုက်ညီတဲ့တည်မှုပုံစံ landing style ရှိပြီးတင့်ကလေးရငြိမ်ငြိမ်ထိုင်ပြီးစတင်ရတာကိုညှင်းဆန်နေရင် kinesthetic learner ကိုယ်လက်လှောက်ရှားမှုဖြင့်သင်ယူသူဖြစ်နေတာပါပဲ kinesthetic learner ရဲ့အုံနောက်ဟာခန္ဓာကိုယ်လှောက်ရှားမှုနဲ့မှအကောင်းဆုံးချိန်ဆက်မိတာပါသူတို့အတွက်ညှင်းငြိမ်ထိုင်ပြီးစတင်ခန္ဓာမှာတဏှာရာနားထောင်လေရတာဟာရုပ်ရည်တကောက်အတန်ပိတ်ပြီးကြည့်နေရသလိုပါပဲမြင်တော့မြင်နေရတယ်ဒါပေမဲ့ဘာမှကောင်းလည်းမရောက်ပါဘူး သူတို့ရဲ့ခန္ဓာကိုယ်လှုပ်ရှားလိုက်မှလက်ကတစ်ခုခုကိုလှုပ်လိုက်မှ အုံနောက်ကိုဖွင့်ပေးလိုက်သလိုဖြစ်ပြီးတင်ယူမှုကထိရောက်သွားတာပါ။စားကြည့်စွဲမှာတဏှာကြီးချင်ကြီးလေးထိုင်ပြီးမျက်လုံးကစောင်းနဲ့မခွာပေမဲ့စိတ်ကတကယ်ချင်းနေတဲ့ဂိမ်းဆော့ဖို့ပိတ်ရမှာကစားကွင်းသွားဖို့အတွေးရောက်နေမှဆိုရင်အချိန်ကြာတင်ယူနေပေမဲ့ဘာမှဖတ်မိမှာမဟုတ်ပါဘူး။အဲဒီစားတိတ်ပံစာလုံးအထိပ္ပယ်တွေကိုခန်းထဲမှာလမ်းလျှောက်ရင်းလိုက်မှတ်နေမယ်။ သမိုင်းကိုဖိုင်ဖို့အကြီးကြီးပေါ်မှာဘိုင်းမတ်ဆွဲပြီးမှတ်သားနေတာမျိုးစာဖတ်နေရင်လည်းလက်ထဲမှာ strap ball တစ်လုံးကိုညှစ်နေတာမျိုးတွေဟာခလာကုန်တုံရှားနေရတယ်မျှသူ့အုံးလောက်ကလည်းတက်ချောက်စွာချိတ်ဆက်မှုတွေပြုလုပ်ပြီးဖတ်ညာတွေကိုတီးဆောက်နေတာမျိုးဖြစ်ပါတယ်။ဒါကြောင့်လှုပ်ရှားမှုကတည်ယူခြင်းရဲ့ရည်ရွယ်မဟုတ်ပါဘူး။ခလေးတော်တော်များများအတွက်လှုပ်ရှားမှုကတည်ယူခြင်းစီသွားတဲ့တကားပေါက်တစ်ခုပါပဲ။သူတို့ကိုညံအောင်လုပ်ဖို့အချိန်ကုန်ခံမဲ့စား သူတို့ရဲ့စွမ်းရည်တွေကိုတည်ယူမှုပဲရအောင်တည်ယူမှုကိုလက်တွေ့လှုပ်ရှားမှုဖြစ်ပြောင်းလဲခြင်းမျိုးလုပ်သင့်ပါတယ် study wall လို့ခေါ်တဲ့လမ်းလျှောက်ရင်းစာချက်ချင်းမျိုးစတဲ့အာရုံစိုက်မှုကိုပူကြီးတဲ့လှုပ်ရှားမှုတွေကိုခွင့်ပြုပေးဖို့လိုအပ်ပါတယ်ဒီအပြင်အချိန်ပိုင်းပြီးအလားပြည့်တဲ့နည်းလမ်းမျိုးနဲ့ user လေးတွေဖွင့်ပြီးစာလုပ်တာမျိုးခွင့်ပြုပေးကြည့်သင့်ပါတယ်ဒါဟာတင်မှာစီကံမရှိတဲ့ကလေးတယောက်ရှိနေတာမဟုတ်ပါဘူး တင့်မှာလှုံရှားရင်တွေးခေါ်တတ်တဲ့လက်တွေ့လှုံ့ဆောင်ရင်တည်ယူတတ်တဲ့ဒီထွန်ဖန်တီးနိုင်စမ်းမြန်မာတဲ့ခလေးတယောက်ရှိနေတာပါ။ဒါကြောင့်ခလေးတွေကိုအလွယ်တကူအပြစ်တင်တာမျိုးမလုပ်ဘဲသူတို့လေးတွေရဲ့ behavior လေးတွေကိုနားလည်ပြီးတဲ့မိဘများဖြစ်လာဖို့ဒီဗီဒီယိုလေးနဲ့ကြောက်ဝင်ပေးချင်ပါတယ်။မိတ်ဆွေရောဒီလိုမျိုးခလေးရဲ့မိဘလားဒါမှမဟုတ်မိတ်ဆွေကိုယ်တိုင်ဒီလိုအလေးထားရှိတဲ့လူတယောက်လားဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ပါဦးခင်ဗျာ။